ဒီနေရာမှာဝိရမနိကေပါတိတုတ်ပေါ်တဲ့အချက်လေးကိုပြန်ထုတ်ပြောယဟန်တို့တဲ့ငါငယ်ရွယ်ဒီပြည့်လေးကောင်းသောနုပြခြင်းနဲ့၎င်းပထမအရွယ်နဲ့၎င်းပထမအရွယ်20အစိတ်ပေါ့နော်ပြည့်စုံသူဖြစ်လေတဲ့အလိုမတူသောမိဘဆွေမျိုးတို့ဟာမျက်ရည်ပြည့်နေတဲ့မျက်ဝတ်တင်နေတဲ့မျက်ရည်ပြည့်နေတဲ့မျက်နှာတွေနဲ့ငိုကြွေးပြီးတော့တားဆီးနိုင်တားဆီးနေစင်ပါပင် စံပေါင်းစိတ်ကိုပယ်၍ဟောင်းရင်စွန်တော်ဝိဘောဝိကလူပေါင်းမှယဟန်ပေါင်းတို့ဝင်ခဲ့၏အလားတရုပ်တော့ရေချက်မခိုင်မင်းနဲ့ကုတုရရင်ဝင်လားမဟုတ်ဘူးတော့ရုပ်တော့ကုတုရရင်ဝင်တာမဟုတ်ဘူးအယူဇတကူရဲ့အဖြစ်ကိုရှာဖို့လုပ်တာဒါဆိုလို့ချင်းရုပ်တော့တိတ်ဆိတ်တဲ့အချိန်မှာလူမသိသူမသိအချိန်မှာကိုကြောင့်ခိုးရဖက်သွားတယ်ဆိုတော့ဟုတ်ပါမလားအဲ့ဒါရုပ်တော့တိတ်တက်မင်းသားရဲ့ ရုပ်ကတော့ဘုံသိခါကိုပါချလိုက်တာပိုးဆိုးတာကရုပ်ကတော့ချက်ချောင်းလှမ်းကြည့်တယ်ဆိုတာပိုးဆိုးကဒါဆိုလို့ချင်းသိတ္တပံမင်းသားရဲ့ဘုံတရဟာပါရမီတက္ခာအလွန်ကြီးကျယ်တာမဟုတ်ဘူးလားဒါဦးစင်းကပြောပြီးဖရာဖြစ်မှဆိုတာမဆိုးလို့နဲ့ရုပ်ကတော့ပြောစရာမလိုတော့ဘူးအလောင်းတော်ဘဝတည်းကကြီးညိုစရာအတွက်ပဲဒီနေ့ပြောတယ်ဟုတ်ပြီနော်အဲဒါမှမာငရေသူရှိသေးတယ်တဲ့မင်းသားလည်းဖရာဖြစ်မှပြန်ဟောတာအိမ်သက်မင်္ဂလာမှာဟောတာပထမရွယ်ပဲရှိသေးတယ်တဲ့ အဲ့ဒီချိန်မှာငါအမှန်တရားကိုရှာဖို့အတွက်ခက်တဲ့ချိန်မှာမိဘတွေဆွေမျိုးတွေတားများတွေမျက်ရည်ပြည့်နေတဲ့မျက်ခွတ်တွေနဲ့တားတာလေအဲ့ဒီတားတဲ့ကြားတွေကငါထွက်ခဲ့တာဒါကြောင့်မလို့ရုပ်တွေလူမသိသူမသိထွက်တယ်ဆိုတာဟောဦးစင်းကစိတ်ထဲမှာမကောင်းဘူးအဲ့ဒါလောက်ကြီးဒိဋ္ဌာချက်စရာမလိုဘူးလို့ထင်တယ်အနော်မာမြစ်ကိုရောက်လာပြီတော့ထွက်တယ်အဲ့ဒီအနော်မာမြစ်ကိုရောက်လာတဲ့အခါကျတော့ကတ်တုတိုင်းနေမကရတိုင်းကိုစီချထားတဲ့အနော်မာမြစ်တွေရှိတယ် ဒါကြောင့်ဒီမြေကိုကူးပြီးတော့မကရန်တိုင်းထဲကိုရောက်လာတယ်။တဘာတော်တိုင်းကိုရောက်လာတဲ့အခါမှာသင်္ကန်းဝတ်နယ်ဖြစ်သွားပြီ။ဘုရားရေတိတိယဟန်းတွေကိုမိခင်ဘက်ကအနယ်ကိုယူတဲ့အတွက်ကြောင့်မိတို့ကဘောဓမီရဲ့အနယ်ကိုယူတဲ့အတွက်ကြောင့်ဘောဓမယဟန်းလို့အမည်ပေးပါလေ။